မင်းသားမင်းသမီးတွေအတော့စိတ်မကောင်းစရာသတင်းပေါ်ပြအခုမင်းသားကျော်မင်းသားကြီးမြင့်မြတ်တို့အပါအဝင်အနုပညာရှင်တော်တော်များများရှေ့တန်းကိုတွားရမှာဖြစ်ပြီးတော့ဖြောပြေမှုတွေပေါ်ပြစမုထန်ကလေးတွေကိုဖြောပြေမှုတွေလှူဆောင်ရမှာဖြစ်ကြောင်းတတွင်းသတင်းရင်းမြစ်တချို့ကအတိအကျကိုဖော်ပြနေကြတာဖြစ်ပါတယ်။ဒါကြောင့် online ပေါ်မှာအတော်လေးကိုပွဲစုနေပါတယ်။မြင့်မြတ်ကတော့အခုလောလောဆယ်မှာစီပင်အမိုက်တမရုပ်ရှင်ဇက်ကနဲ့အတော်လေးကိုပြည်သက်တည်းအာပိချစ်ခင်မှုကိုရနေပြီးတော့မြင့်မြတ်က ဆူဆူရွရရတွေလုတ်ခဲတာတော့ပြည်သက်တွေကတော့အချစ်ပူနေကြပြီလေးဖြစ်ပါတယ်။မြင်မြင်ရေယုံမှမှုတွေကတော့เนาะအထောင်ကြီးဖောက်ပြက်မှုတွေသူနဲ့အတူသွေးသေးဆောင်းနမင်းသမီးတွေပေါ်မှာကာမလင်းနေမှုတွေကျူးလွန်မှုတွေဒီတကကြတော့ဒါသိန်းတထောင်ပဲကြရရုပ်ရှင်ဇာတ်ကားတစ်ခုမှသူကသိန်း800လောက်ယူပြီးတော့နော်ဇာတ်ပွဲသားတွေတခြားသောနော်ဇာတ်ပူဆိုင်ရာအဓိကသရုပ်ဆောင်တွေကိုသိန်းနှစ်သိန်းပဲရောက်အောင်လုပ်တဲ့သူရဲ့အခြေအနေကိုဒရိုက်တာပြင်းဒီဟာကလည်းဖော်ပြပြီးဖြစ်တယ် အမင်းမြင့်မြတ်ဟာပြည်သူရိရဲ့ပြည်တပြည့်ချစ်ခင်မှုကိုတော့ဘလောက်ပဲနာမည်ဖြတ်တဲ့သူရှိပါစေရရှိနေစမြဲပါဘူရစမကောင်းပါဘူးမင်းသားကြီးမြင့်မြတ်တို့နော်ဆူမြတ်သူဇာရူရောင်အောင်တို့ဥဆောင်ပြီးတော့ရှစ်တန်းကိုသွားပြီးတော့စေတချာနေတဲ့နော်ဆူမူထန်းကလေးတွေကိုရောပြေးပြီးဖို့နဲ့အာဘီခွန်အားပြီးဖို့တို့ဟာရှစ်တန်းမှာနိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်းတတင်းတွေကတက်လာနေတာဖြစ်တဲ့အတွက်အင်မတန်မှာအွန်လိုင်းပေါ်မှာတော့လူပြောများနေပြီလေဖြစ်ပါရယ်ဗျာ